လီဗာပူးမှာရောအီဂျီတင်းမှာပါဘော်ဒူဘွဲချိန်စာမိနေတဲ့ဆာလာလီဗာပူးတင်းနဲ့အီဂျစ်လက်ရွေးစင်တင်းမှာအားထားရတဲ့တိုက်စစ်မှုတူဦးဖြစ်နေပေမဲ့မိုဟာမက်ဆာလာရဲ့ဘော်ဒူဘွဲတွေကဆန်းဆောင်ကြီးကစိတ်ပြတ်စရာဖြစ်နေပါတယ်တနင်္ဂနွေနေ့ညကကစားခဲ့တဲ့ခါရာဘောင်းဖလားဘော်ဒူဘွဲမှာဆာလာအနေနဲ့ပြိုင်မဲ့တင်းဘက်ကိုဂိုးပေါက်တိုက်ကန်ချက်တစ်ချိန်ရှိဖို့နေနေတတဂိုးကန်ချက်တစ်ချိန်တော့မရှိခဲ့တဲ့အထိတိုက်စစ်မှာလူပိုကြီးတယောက်လိုဖြစ်ခဲ့ပါတယ်ဒီရစီပရီးမီယာလိပြိုင်ပွဲမှာ29ဂိုးတိတွင်ပြီးရွှေဖနက်စုအတွက်ထိတ်ဆုံးကရေပန်းစားနေတဲ့ဆာလာအနေနဲ့နျူကာဆယ်နယ်ပွဲမှာဂိုးပေါက်ချင်းချောင်းမှုတစ်ချိန်တောင်မလုံနိုင်တာဟာလီဗာပူးပြည်သက်တွေအတွက်စိတ်ပျက်စရာဖြစ်စေခဲ့ပါတယ် ဒါပေမဲ့ဆာလာရဲ့ဘောလီဝဲမတ်တန်းနဲ့ဆွမ်းဆောင်ရည်သမိုင်းကြောင်းတွေကိုသိရှိထားတဲ့ပရိသတ်တွေအတွက်ကတော့ဒါကတိတ်မထူးဆန်းဘူးလို့ဆိုရမှာပါ။ဘာဖြစ်လို့လဲဆိုတော့လီဗာပူးအသင်းနဲ့အီဂျီတင်းတို့ကစားခဲ့တဲ့ဘောလီဝဲတွေမှာဆာလာရဲ့ဆွမ်းဆောင်ရည်ကအတော်ဆိုးဝါးနေလို့ပါပဲ။ဆာလာအနေနဲ့လီဗာပူးအသင်းနဲ့အီဂျီတင်းမှာဘောလီဝဲဆွတ်ဆွပေါင်း၉ချိန်ထိကစားခဲ့မှုပါတယ်။အီဂျီတင်းတို့အာဖရိကဖလားဘောလီဝဲ၂ချိန်။လီဗာပူးအသင်းတို့ချန်ပီယံလိဘောလီဝဲ၃ချိန်။ဒီဘလားဘောလီဝဲ၂ချိန်။ဖီဖာကလပ်ကမ္ဘာဖလားဘောလီဝဲ၁ချိန်။အက်ဖီဖလားဘောလီဝဲ၁ချိန်ကစားခဲ့တာပါ။ဒီဘောလီဝဲ၉ချိန်မှာဆာလာရဲ့အတွင်းကတကောသာရှိခဲ့ပြီး 2019ခုနှစ်ချန်ပီယံလိဘောလူပွဲမှာစပါတင်ဘက်ကိုပင်နယ်တီတကိုးသွင်းခဲ့တာပါပထမဆုံးကစားခဲ့တဲ့ဘောလူပွဲဖြစ်တဲ့2019အာဖရိကဖလားဘောလူပွဲမှာတကိုးဖန်ဒီကတ်တာကလွဲလို့ကျန်ဘောလူပွဲ၈ချိန်မှာဂိုးဖန်ဒီမှုမှလည်းတစ်ချိန်တောင်မရှိခဲ့တာပါဒီလိုဘောလူပွဲမှာတန်ဆိုးရှိတဲ့ဆာလာအနေနဲ့မြူကာဆန်နဲ့ကာလာဘောင်းလီဘလာဘောလူပွဲမှာလည်းအတင်းအတွက်လိုအပ်တဲ့သွင်းကိုးတွေကိုရှာဖွေမပေးနိုင်ပဲခြေထဲမှာဟိုပြေးဒီပြေးရင်အချိန်ကုန်ခဲ့ရတာပါဒါကြောင့်ဘောလူပွဲချိန်စာမိနေတဲ့ဆာလာရဲ့ဂိုးပေါက်ပျောက်ဆုံးမှုနဲ့အတူ လီဗာပူးအသင်းအနေနဲ့လိုအပ်တဲ့သွင်းကိုရည်တွက်ကိုမရောက်ရှိခဲ့ပဲကာတာဘောင်းဖလားကိုဆုံးရှုံးခဲ့ရတယ်လို့ဆိုရမှာပါဒီမှာကျွန်တော်တို့ကတည်းကအမှားတရားပြတ်တဲ့